ာတွင်သရုတ်ထသတင်းပတ်ရဲ့တောက်ကြနေရှင်ယောအေယုန်ဂလိချံအခန်းကြီး9အခန်းငယ်တမ2 25မှ30အထိထို့နောက်ယေရှုသည်ဂါလိလိယနှင့်အတွင်း၌လှည့်လည်တော်မူ၏ဂျူးလူမျိုးတို့သည် ကိုရော့ကိုတတ်ရန်ရှားကြံနေကြသဖြင့်ကိုရော့သည်ဂျူဒီယာပြည်နယ်၌သွာလာခြင်းက အလိုတော်မရှိချေဂျူးလူမျိုးတို့ဤတဲတော်ပွဲသည်နီးကပ်လာသောအခါမိမိညီတော်များပွဲတော်သို့ထွက်ခွာသွားကြပြီးနောက် ကိုတော်သည်လည်းမထင်မရှားကြွသွားတော်မူ၏ထိုအခါဂျေရုဇလင်မြို့သားအချို့သည်ဤသူသည်ကသူတို့တိုက်ရန်ရှားကြံနေကြသောသူမဟုတ်ပါလော ကြည်လော့သူသည်ဤနေရာ၌ပင် အထင်ရှားဟောပြောသွန်သင်နေ၏ မိသူကမြသူ့ကိုပြောဆိုခြင်းမရှိပါတကားဤသူသည်ခရစ်တော်ဖြစ်ကြောင်းကို အာနာပိုင်တို့သည် အမှန်ပင်သိရှိကြပြီလောသို့သောဤသူမိသည့်အရက်ကလာသည်ကိုငါတို့သိကြ၏ခရစ်တော်ကြွလာတော်မူသောအခါကိုတော်သည်မိသည့်အရက်ကကြွလာသည်ကိုမိသူမြသိကြလိမ့်မည်မဟုတ်ဟု ဆိုကြ၏ဤသို့ဖြင့်ကိုတော်သည် ပေမန်တော်ထဲ၌တုန်တင်လျက်ရှိစဉ် ကြွေးကြော်တော်မူသည်ကားသင်တို့သည် ငါကိုတိကြ၏ငါမြည်သည့်ရက်ကလာသည်ကိုလည်းတင်တို့တိကြ၏သို့တော်ငါသည်ကို့အလိုဆန္ဒအလျောက်လာသည်မဟုတ်ငါကိုဆ ెల ွတ်တော်မူသောသူသည်ဖြောင့်မှန်တော်မူ၏ထိုသူကိုတင်တို့မတိကြငါသည်သူ့ကိုတိ၏အကြောင်းမူကားငါသည်သူ့ထံမှလာ၍သူသည်လည်းငါကိုဆ ెల ွတ်ခဲ့၏ဟုမိန့်တော်မူ၏ထိုခါသူတို့သည်ကိုရော့ကိုဖမ်းဆီးရန် စ조사ကြ၏သို့တော်ကိုရော၏အချိန်နာ၏မရောက်သေးသဖြင့်ကိုရော့ကိုမိသူမြလက်နှင့်မထိနိုင်ကြချေယေရှုခရစ်တော်သခင်၏မွန်မြတ်သောဧဝံဂေလိတရားတော်ပေသည် The hour the king's ရဲ့အချိန်နာ၏ကျွန်တော်တို့ခန်းကြီး6ကိုဒီနေ့ကြော်ပြီးတော့ဖတ်လာပါတယ်ခန်းကြီး6ဟာ ပါစကားပဲပြီးတဲ့အခါကျမှကျွန်တော်ပြန်ဖတ်ရပါလိမ့်မယ်ကိုရမေအကြောင်းအထူးအသားပေးရည်သားထားတဲ့ခံရင်ဖြစ်ပါတယ်ဒီနေ့ကတော့သခင်စု သူ့ရဲ့အချိန်နိုင်အကြောင်းထပ်ပြောလာတာကိုတွေ့ရပါတယ်သူ့ရဲ့အချိန်နိုင်ခံရင်နဲ့ကာနာမျိုးလက်ထပ်ပွဲမှာကလေးကစာပြီးပြောလာခဲ့ပြီပဲဖြစ်ပါတယ်မေတော်ကိုပြန်ပြောတဲ့အချိန်မှာထဲ့သွင်းပြောထားတာတွေ့ရပါတယ် ငါအချိန်နိုင်မရောက်သေးဒါကြောင့်ဒီသူ့ရဲ့အချိန်နိုင်ဆိုတာတဖြည်းဖြည်းချင်းဖွင့်ပြလာပါတယ်တန်ကျော်ဟန်အေယုန်ကလေးကျန်ကြီးတလျှောက်လုံးမှာခန်းကြီးနှစ်ခန်းငယ်လေးခန်းကြီးခုနှစ်ခန်းငယ်လေးခန်းကြီးခုနှစ်ခန်းငယ်30ခန်းကြီး၈ခန်းငယ်20စသည်ဖြင့်ဒီຢာတွေမှာတွေ့ရပါတယ်မင်္ဂလာပွဲနဲ့စတယ်ပျော်ရွှင်ပွဲကောင်းတဲ့အဖြစ်ပြည့်နဲ့စတော်လည်းပဲ ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့အဆုံးသတ်သွားပါတယ်ခန်းကြီးခုနှစ်ခန်းငယ်30ခန်းကြီးရှစ်ခန်းငယ်20တကယ်တော့သူ့ရဲ့နာရီဆိုတာဟာတိုင်ပေါ်မှာမြောက်ထားတဲ့အချိန်ခရစ်သူတိုင်ပေါ်မှာမြောက်ထားတဲ့အချိန်ကိုပြောခြင်းဖြစ်ပါတယ်ရက်ဆက်ကြမ်းကြုတ်မှုတွေကိုပြတဲ့အချိန်ဒါကြီးပဲလည်းမကဘူးပို့ပြီးတော့မြင်ရမှာကဘုရားသခင်ဘုန်းကုံတော်တဖြည်းဖြည်းချင်းတဆင်ချင်းဖွင့်ပြလာခြင်းလည်းပဲဖြစ်ပါတယ် ဖြာသခင်ဘယ်လိုပုံကို ဖြစ်တယ်လဲဆိုတာကို ပြလာတယ်။ဖြာသခင်ချစ်ချင်းမေတ္တာကိုပြလာတယ်။ဒီချစ်ချင်းမေတ္တာစီတို့ခေါ်ဆောင်ခြင်းခံရတဲ့အကြောင်းလူတွေရဲ့အဖြစ်အခြေအနေကိုလည်းပဲဖော်ပြလာခြင်းလည်းပဲဖြစ်ပါတယ်။ဒီအချိန်နာရီဆိုတဲ့ဟာကသခင်သူတစ်ဆင့်ချင်းကြော်ဖြတ်လာတဲ့အချိန်ဖြစ်ပါတယ်။ခန်းကြီး73လဲကြာလဲကြာရော ခမည်းတော်ဖျားစီကို ပြန်မယ်တဲ့။ ခန်းကြီး16မှာထပ်တွေ့ပြီးခန်းကြီး19မှာကျတော့အတိတ်သောမိသားစုကိုပြန်လည်ပြီးတော့တိဆောက်လိုက်တဲ့အချိန်နိုင်ရဖြစ်ဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ကျွန်တော်တို့ချုပ်ပြီးနားလည်ရမယ်ဆိုရင်သူ့ရဲ့အချိန်နိုင်ဆိုတာဟာကျွန်တော်တို့တယောက်စီနဲ့လည်းဆက်ဆက်နေပါတယ်။ကျွန်တော်တို့တယောက်စီရဲ့အချိန်နိုင်ဟာအကန့်အသတ်ရှိပါတယ်၊ကုန်လုံးပါတယ်။ပျောက်ပြတ်သွားတဲ့အချိန်နေသဘောတဘာဝရှိပါတယ်။ဒါပေမဲ့သူ့ရဲ့အချိန်နိုင်ဟာပျောက်ပြတ်မသွားဘူး။ အများအားများဖြစ်နေတယ်ဒီအချက်ကိုမြတ်သောအယူဝါဒမှာလည်းကျွန်တော်တို့လေ့လာခဲ့ကြပြီးပြီလည်းဖြစ်ပါတယ်အများဖြစ်ပွားနေတယ်အများထိုးပေါက်ဝင်ရောက်နေတယ်ဒီအချိန်တိုင်းအခိုက်တန့်ကြားထဲမှာ သူ့ရဲ့အချိန်တိုင်းဟာဆက်ဖြစ်နေခြင်းနဲ့နေရာတွေကဆက်လက်ပြီးဖြစ်ပွားပြီးလူတွေစီကိုလာရောက်နေခြင်းလည်းပဲဖြစ်နေပါတယ်လူတွေကလည်းပဲဒီအချိန်တိုင်းရဲ့သူဝင်ခွင့်ရရှိကြပါတယ်ဒါကိုပြန်ပြီးစဉ်းစားမယ်ဆိုရင် တကယ်အောဘရာနာနေဘရာအချက်တွေတသာပိသမြင်လာရတယ်။တဖြည်းဖြည်းသူ့ရဲ့အဖြစ်ပြက်ထဲကိုဝင်ဝင်ရလာတယ်။သူ့ရဲ့ဘုံကုံတော်ဟာဘယ်လိုမျိုးလဲဆိုတာကိုမြည်ဆန်ဝင်ရလာပြီးသူ့ရဲ့ချစ်ချင်းမေတ္တာကိုလက်ခံဝင်ရလာတယ်။ဒီချစ်ချင်းမေတ္တာအတိုင်းဝိုင်းအဆွင်တွင်းစီတို့ ကျွန်တော်တို့ခေါ်ခြင်းခံရတယ်။ဖိတ်ခေါ်ခြင်းခံရတယ်။ဒါဟာသူ့ရဲ့အချိန်တိုင်းပဲဖြစ်ပါတယ်။အများဖြစ်ပွားနေပါတယ်။အများရမဲ့သူဟာလှုပ်ဆောင်ရရှိတယ်။ အများရမဲ့သူ့ရဲ့အချိန်အားရမကုန်ဘူးဒီချက်တွေကိုပြန်ပြီးတတိယရည်နဲ့သူ့ရဲ့အချိန်အားရည်แท้ကိုကျွန်တော်တို့ဝင်ရောက်ဖို့အတူတကွသူ့နဲ့အတူဝင်ရောက်ဖို့ကြိုးစားကြပါစို့ခရိုင်းနိုင်ငံတော်သည်ရောက်ပါစေတော့